ကျွန်တော်နားမလည်နိုင်သောရိုးရတလေများဒီတစ်ခေါက်လေးကျွန်တော်စိတ်ထဲမတင်မကျဖြစ်နေတဲ့ကိစ္စလေးတချို့ကိုဆွေးနွေးမျှဝေခြင်းပါတယ်ကျွန်တော်တို့နိုင်ငံမှာ क्वे ပြားတဲ့ယဉ်ကျေးမှုဒလိထုံတန်းတွေအများကြီးရှိတယ်ဒီဒလိထုံတန်းတွေကလည်းသူအကြောင်းပြချက်နဲ့သူပေါ်လာတာပါတချို့ဒလိထုံတန်းတွေကဘာလို့ပေါ်လာတာလဲလွယ်လွယ်သိနိုင်တယ်တချို့ကြတော့ဈေးမြက်ကိုလွယ်လွယ်မသိနိုင်ပါဘူး ီအတိုင်းပဲဆက်ပြီးတော့လက်ခံကျင့်သုံးကြရင်လည်းဒီနေ့ထိရောက်လာတာပါဒီခေတ်ရဲ့အမြင်နဲ့ဆိုရင်တော့တမျိုးဖြစ်နေတဲ့ဓလေ့ထုံနှံတွေလည်းရှိနေတာပဲဥပမာတစ်နှစ်ထဲမှာနှမင်္ဂလာမပြူရဘူးဆိုတဲ့ကိစ္စမျိုးပြဘာလို့ဒီလိုတတ်မှတ်ခဲ့တာလဲဆိုတော့ကျွန်တော်လည်းသိပြီးတော့နားမလဲဘူးရိုးရိုးလေးစဉ်းစားကြည့်မယ်ဆိုရင်မင်္ဂလာပြူတဲ့ကိစ္စမင်္ဂလာရှိတဲ့ကိစ္စဘာလို့လုပ်လို့မရတာလဲဘေးရင်ကင်းကနန်းတွေအရာလားတခြားအကြောင်းတွေရှိသေးလို့လားတစ်နှစ်ထဲမှာနှမင်္ဂလာပြူပြီး စစိုးဝါကိစ္စတခုဖြစ်ခဲ့လို့ဒီလိုတတ်မှတ်ခဲ့တာလားဇင်းမြစ်ကတော့ကျွန်တော်တို့ရည်ရရှာရှာမတွေ့သေးပါဘူးဒါပေမဲ့ဒီအယူအဆကိုလက်ခံထားကြတဲ့သူတွေလည်းရှိပါသေးတယ်တချို့ကတော့ဒီလိုကိစ္စမျိုးရှိလာရင်အလှတစ်ခုထပ်လုပ်လိုက်တယ်မင်္ဂလာကိစ္စတခုထပ်တိုးပြီးသုံးခုဖြစ်သွားအောင်လို့အဲ့ဒီခါကျရင်မခိုက်တော့ဘူးလို့ယုံကြည်ကြလို့ပါဘာပဲဖြစ်ဖြစ်လေဒီလိုဆိုရင်တော့အဆင်ပြေတယ်လို့ပြောလို့ရပါသေးတယ်နောက်ပြီးဝါရင်းကာလာမင်္ဂလာမဆောင်ရဘူးအိမ်ပြောင်းလို့မရဘူးဆိုတော့ယုံကြည်ချက်လည်းရှိနေသေးတာပါ အဲ့ဒါကိုလလန်းမိတလောက်လိုက်လေးလာကြည့်လိုက်တော့ဖျားဟောမဟုတ်ဘူးဗုဒ္ဓကျမ်းကံလာမဟုတ်ဘူးဆိုတဲ့အဖြေကိုတွေ့ရပါတယ်ဝါရင်ကမိုးရင်းဖြစ်တာကြောင့်ကတိမာဆိုတဲ့အတွက်လူကြီးသူမာတွေကတားမြင်တာကိုလောကဒတ်ဆရာတွေကအကျေချဲ့ရင်လည်းဒီလိုယုံကြည်မှုတွေအမြင့်ဆွဲလာကြတယ်လို့သိရပါတယ်အဲ့ဒီအယူအဆတွေကတော့ယုံကြည်တဲ့သူတွေယုံကြတယ်လို့မယုံတဲ့သူတွေကလည်းမယုံကြပါဘူးဒီခေတ်မှာတော့ဝါရင်းလည်းအရေးအကြောင်းဆိုရင်တော့အိမ်ပြောင်းသိရင်ပြောင်းတာပဲလေမင်္ဂလာဆောင်တဲ့သူတွေကလည်းရှိပါတယ် ိုဆုံးဖြတ်ချက်နဲ့ကိုယုံကြည်ရလောက်ခွင့်ရှိတာဆိုတော့လေပြဿနာရှိတယ်လို့မဆိုနိုင်ပါဘူး။ဥပါဒဏ်ကြောင့်ဥပန်းမရအောင်ပဲတတိထားရမှာပဲလေ။ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့မှာပဲဒီလိုအယူသီးတာတွေရှိတာမဟုတ်ပါဘူး။တိုးတက်ပါလေဆိုရဲနိုင်ငံခြားတိုင်းပြည်တွေမှာလည်းရှိပါသေးတယ်။တိုက်တိုက်ဆိုင်ဆိုင်ဒီရပိုင်းမှာပဲစေပညာဆရာတယောက်မျှဝေတဲ့အကြောင်းအရာလေးတစ်ခုကိုလည်းထပ်ဆင့် share ပေးချင်ပါသေးတယ်။အဲ့ဒါကိုဆရာကအိတ်ဆောင်အိုးပုံမြင်လို့နာမည်ပေးထားတာပါ။အတူချုံပြောရရင်တော့ ဥရောပအလဲခင်မာနေထိုင်တဲ့သူတွေကကျင်ကြီးကျင်ငယ်တွေကိုအိဆောက်ဦးရဲထဲ့သိမ်းကြပါတယ်ပြီးတော့အင်ဘရင်ပေါက်ကနေပြီးတော့လမ်းမပေါ်တွန်ချဆုံးပြစ်ခဲ့ကြတာပါကြာလာတော့ဒီအညစ်ကြေးတွေကနေရင်ကောင်တွေကြွက်တွေစုပြုံလာတယ်ပြီးတော့ကူးဆက်ယောဂါတွေပြန့်နှံ့လာတာပါအဲ့ဒီတုန်းကအဝေးချွတ်လိုက်တာနဲ့မကောင်းဆိုးဝါးကပ်မယ်လို့ယုံကြည်ခဲ့ကြတာဖြစ်ပါတယ်အဲ့ဒါကြောင့်တနိုင်တလောက်ရေမချိုးပဲနေခဲ့ကြတာပါပြီးတော့မကောင်းဆိုးဝါးမကပ်နိုင်အောင်ဆိုပြီးတော့ ဝေယုံအရှိကြီးတွေခြုံကြပါတယ်။ကျင်ကြီးကျင်ငယ်စုံတဲ့ကိစ္စဆိုရင်လေအိမ်ထဲမှာပဲပြီးလိုက်တာပါ။ပြီးတော့မှလမ်းမောထပ်ပြီးတော့ဆုံးဖြစ်ခဲ့တာဖြစ်ပါတယ်။တကယ်ဆိုရင်အဲ့ဒီမတိုင်ခင်ကတည်းကရေအိမ်သုံးနဲ့အလေးထားကရှိပြီးတာပါ။ဒါပေမဲ့ဘယ်ကဘလို့စားလိုက်တဲ့ဇလန်းတော့မသိပါဘူး။အဝင်းမကန့်ရင်မကောင်းဆိုးဝါးပူးမယ်ဆိုတဲ့ဇလန်းဖြစ်လာပါတယ်။ရေအိမ်သားကိုလည်းစနေတကျမသုံးတော့ပါဘူး။နောက်တော့ကူးဆက်ယောဂါကြောင့်ပူပြီးတော့ဒုက္ခရောက်သွားခဲ့ရတာပါဒါကဥပါဒံကြောင့်ဥပက်ရောက်သွားခဲ့တဲ့နမူနာပဲဖြစ်ပါလေ အခုဒီကျွန်တော်တကယ်ပြောချင်တဲ့အကြောင်းအရာကိုမရောက်သေးပါဘူးအခုပြောမယ့်ကိစ္စကကျွန်တော်ပတ်ဝန်းကျင်ထဲမှာပဲနင်းနီးဆက်ဆက်ကြုံတွေ့ခဲ့ရတာပါကာယကံရှင်ကိုရိုင်းလေဒီကိစ္စကြောင့်စိတ်ထိခိုက်ရပါတယ်ကျွန်တော်ကိုရိုင်းလေဒီကိစ္စကြောင့်ပဲခံစားခဲ့ရပါတယ်နောက်ပြီးတော့ဘာလို့လဲဆိုတဲ့နားမလည်မှုတွေနဲ့ကြံ့နေခဲ့ရတာပါအဲ့ဒါကတော့အလူပွဲတွေမှာကုန်းတော့ကန်ယူတဲ့ကိစ္စပဲဖြစ်ပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ရင်တော့ထင်ရှားတဲ့စာအုပ်တအုပ်ရှိပါတယ်ဆီယာမခိခင်တူရေးတဲ့မအိတ်ကန်ဆိုတဲ့စာအုပ်ပါ ကိုနောက်ကင်တရားဖြစ်ဖို့တတ်မှတ်ချက်တွေရှိပါတယ်အထူးသဖြင့်ဖက်စိန်ကိုနောက်ကင်တရားဖြစ်ဖို့တတ်မှတ်ထားတဲ့အချက်တွေအများကြီးရှိနေတာပါအပြိုဖြေရမယ်ရုပ်ရည်တင်တင်ရမယ်အကျဉ်းစာရိတာကောင်းရမယ်ဆိုတဲ့အချက်တွေအပြင်တခြားချက်တွေလည်းရှိပါတယ်ကျွန်တော်အတွက်တော့တချို့အချက်တွေကတော်တော်လေးကိုတင်းကျပ်ထားတယ်လို့ခံစားခဲ့ရတာပါဥပမာအားဖြင့်မိဘတွေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာပဲတတ်မှတ်ချက်ရဆိုရင်တော့ကိုနောက်ကင်ဖြစ်ဖို့အတွက်မိစုံဖာစုံရှိရပါမယ်နောက်ပြီးမိဘကလည်းငယ်လင်းငယ်များဖြစ်ရပါမယ် ငွေကြီးကလည်းအတင်းတင်းရှိရပါမယ်ဆိုတဲ့အချက်တွေလည်းပါပါတယ်။ကွန်းနောင်ကိုင်းကရွာရဲ့ကုံဆောင်ဖြစ်လို့ဒီလိုစံနှုန်းနဲ့မြင့်ထားတာလားဆိုတာတော့မသိပါဘူး။ကျွန်တော်အယူအဆကတော့ပကာတနာဖက်လွန်နေလို့ထင်ပါတယ်။နောက်ပြီးအပြိုင်ဆန်ရှိလာတဲ့ရွာရဲ့ထုံစံအတိုင်းကြွားကျင်လို့များဒီလိုတတ်မှတ်လိုက်တာလားလို့လည်းမြင်မိပါတယ်။နောက်ဆုံးမြို့ရိုးကောင်းရမယ်ဆိုတဲ့အချက်အထိလက်ခံလို့ရပါသေးတယ်။မိစုံဖားစုံဖြစ်ရမယ်။မိဘကငယ်လေးငယ်များဖြစ်ရမယ်ဆိုတဲ့အချက်ကလူလူချင်းခွဲခြားဆက်ဆံလိုက်တယ်လို့ခန်းစားလိုက်ရတာပါ။ ဒီကိစ္စကမိဘမစုံလင်လို့မိဘပြဿနာရှိနေလို့အစကတည်းကအားငယ်နေတဲ့မိန်းကလေးတွေကိုထပ်ပြီးတော့စိတ်တရားပေးလိုက်တယ်လို့မျိုးထိုးနှက်လိုက်တယ်လို့ဖြစ်နေတယ်လို့ကျွန်တော်မြင်မိပါတယ်။ကိုနောက်ကန်ဖြစ်ချင်တဲ့မိန်းကလေးတွေအများကြီးရှိနေမယ်ဆိုတာကိုလည်းကျွန်တော်နားလဲပါတယ်။အဲ့ဒီအတွက်ရွေးချယ်ရမယ့်စံနှုန်းတွေတတ်မှတ်ထားတဲ့ဆိုတာကိုလည်းလက်ခံပါတယ်။ဒါပေမဲ့အဲ့ဒီစံနှုန်းတွေကကိုနောက်ကန်ဖြစ်ချင်ကြတဲ့မိန်းကလေးတွေရဲ့အရေးချင်းတွေပေါ်မှာပဲမူတည်ထားတဲ့လို့ထင်ပါတယ်။အကျဉ်းစာရိတ်တာကောင်းသလားလိမ္မာရေးကြရှိသလား ကိုပိုင်ရေချင်းရှိသလားဆိုတဲ့အချက်တွေပေါ်မှာအခြေခံပြီးတော့ရွေးမယ်ဆိုရင်တော့ပိုတင်တော်မယ်လို့လည်းထင်ပါတယ်ကျွန်တော်အယူအဆနဲ့ဆိုရင်ရုပ်ရည်ကိုရှေ့တန်းတင်ပြီးရွေးတာကိုတော့မှတိတ်ပြီးတော့သဘောမတူချင်ပါဘူးအလားမဲ့ရွေးတာမှမဟုတ်တာဗျာရုပ်ရည်အတင်းတင်းရှိရင်တော့ပဲရှေ့မှာပြောခဲ့တဲ့အချက်တွေနဲ့ပြည်စုံရင်ဒီမိန်ကလေးကစက်တိရရှိလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်နောက်ဆုံးကွန်းနောက်ကန်ဖြစ်ခြင်းနဲ့မိန်ကလေးတွေရဲ့အခြေချင်းကဝေခွဲရခက်နေမယ်ဆိုရင် ရွေးရခတ်နေမယ်ဆိုရင်စကားရင်ရွေးပြီးမှမဲနိုင်ရွေးလို့လည်းမရဘူးလားလို့တွေးမိပါတယ်အဲ့ဒီအခါမျိုးကြာရင်အရွေးမခံရရင်တော့မှ ဖြေသားနိုင်မှာဖြစ်ပါတယ်အဲ့ဒီလိုမျိုးဆိုရင်အရွေးမခံရရင်တော့မှမျှတားတယ်လို့လည်းခံစားလို့ရနိုင်ပါတယ်ပြောရရင်အဲ့ဒီလိုစင်မြစ်ကဘလို့စားခဲ့တာလဲဆိုတဲ့ကိစ္စကိုလည်းရေရရရှာလို့မရခဲ့ပါဘူးရှေးလူကြီးတွေကကောင်းမဲ့ထင်လို့သတ်မှတ်ခဲ့တာအကြောင်းရှိလို့သတ်မှတ်ခဲ့တာဆိုတာမျိုးပဲတွေ့ရတယ်ဒါပေမဲ့အဲ့ဒီအယူအဆက မိန်းကလေးများစွာကိုစိတ်တန်ရာရစေခဲ့တာပိုတိမ်ငယ်စေခဲ့တာကိုတော့အရေးတိယမဟုတ်ခဲ့ကြပါဘူးဝိထုရေကမအိမ်ကန်ဆိုရင်လေအဒီစိတ်ကြောက်ပဲတသက်လုံးပူလောင်ရင်းနဲ့နောက်ဆုံးမှာတော့အဒီစိတ်ကြောက်ပဲအသက်ပေးသွားခဲ့ရတာပါကြုံလို့ပြောရရင်ကိုနောက်ကန်ယူတဲ့အထေမှာမှလက်ဦးလွဲတဲ့ဆိုတဲ့ကိစ္စလည်းရှိပါသေးတယ်ကွန်နောက်ကန်ရွေးပြီးမှရွာမှာအမင်္ဂလာကိစ္စရှိရင်တော့လက်မကောင်းဘူးဆိုပြီးတော့ရွေးထားတဲ့မိန်ကလေးကိုတတ်တလုံးပယ်လိုက်တာမျိုးပဲဖြစ်ပါလေ ဥပမာအလူလုတ်ဖို့စီစဉ်ထားပြီးမှရွာထဲမှာနာရီဖြစ်လို့အလူကိုရွှေ့ရတာမျိုးပါအဲ့ဒီအခါမျိုးကြာရင်ကိုနောက်ကန်အသည့်ပြန်ရွေးကြတယ်အလို့အခါမျိုးကြာရင်အပေခံရတဲ့မိန်ကလေးကစိတ်တန်ရာမရနိုင်ဘူးလားသူ့ကိုယ်သူလေကံမကောင်းတဲ့သူလို့မတတ်မှတ်နိုင်ဘူးလားပြောရရင်တော့ကိစ္စကအများကြီးပဲဒီခေတ်မျက်စိနဲ့ကြည့်မယ်ဆိုရင်တော်တော်လေးကိုအစင်မပြေဘူးကံကောင်းတာကတော့ဒီဘက်ခေတ်မှာအဒီလိုအယူသီးတဲ့ကိစ္စတွေတိတ်မရှိတော့တာပဲကျွန်တော်ပြောချင်တာကကွန်နော့ဂိန်းဆိုတော့အလူတန်းရှိမှဖြစ်လာရတာ အလို့ဆိုတာကောင်းမှုလုပ်တာဖြစ်ပါတယ်။ကောင်းမှုလုပ်ဖို့ဆိုတာကအချိန်ကာလရွှေ့စရာမလိုဘူးလို့ထင်ပါတယ်။ဘယ်အချိန်လုံးလို့ကောင်းမှုကသူ့အကျိုးနဲ့သူရှိနေတာပါ။အဲ့ဒီလိုပါပဲ။ကောင်းမှုလုပ်တဲ့နေရာမှာပကာတနာတွေအရန်ဖက်စရာမလိုဘူးလို့ထင်ပါတယ်။တတ်နိုင်လို့ပဲကြီးကြီးကျယ်ကျယ်ခက်ခန်းနနာ လုပ်ရတာကလည်းအဆင်ပြေပါတယ်။အယုတ်အလက်အမြတ်မရွေးလှူနိုင်ရင်တော့ပိုအဆင်ပြေပါတယ်။ခွဲခြားဆက်ဆံမှုတွေမရှိရင်ပူရောင်အဆင်ပြေပါတယ်။အလူကိုအကြောင်းပြုပြီးတပတ်သားထိခိုက်ခံစားရမယ်ဆိုရင်မကောင်းနိုင်ပါဘူး။ ဒါပေမဲ့ကိုနောက်ကန်ယူတဲ့ကိစ္စမှာထိခိုက်ခံစားရတဲ့မိန်းကလေးတွေအနေနဲ့အများရှိလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။အဲ့ဒါကကျွန်တော်ရဲ့ယုံကြည်မှုပါပဲ။ရှေးထုံးကိုလည်းမပယ်နဲ့ဈေးသုံးကိုလည်းမလွှဲနဲ့ဆိုတဲ့ဆိုယိုးစကားလေးရှိပါတယ်။ဒီခေတ်မှာတော့အဲ့ဒီစကားကအပြေးဝမမှန်တော့ပါဘူး။ဒါကိုလက်ခံမဲ့သူတွေရှိမယ်လို့ကျွန်တော်ထင်ပါတယ်။ဒါလေးကိုတော့နိုင်ငံသားဟာတာလေးတစ်ခုနဲ့ဥပမာပေးပြရစီ။တခါကဇနီးတဲ့တယောက်ကဝဥချောင်းတွေကိုဖင်ထိတ်ကောင်းတွေဖြတ်ပြီးမှကြော်ပါတယ်။ အဲ့ဒါကိုနားမလည်တဲ့ခင်မုန်းကမေးတော့သူ့ရဲ့အမေကဒီလိုကြော်ခဲလို့လိုက်ကြော်တာလို့ပြောပါတယ်။သူ့အမေကိုမေးကြည့်တော့လေသူ့ရဲ့အမေကအမျိုးသမီးရဲ့အဖွာကကြော်ခဲလို့ဆိုပြီးတော့ပြောခဲ့တာပါ။အဲ့ဒါကြောင့်ပဲအဖွာနဲ့တွေ့တဲ့အချိန်မှာဝက်ဦးချောင်းဖင်ထိတ်ကောင်းတွေဖြတ်ကျော်တဲ့ကိစ္စကိုမေးလိုက်ပါတယ်။အဲ့ဒီအခါကျမှအဖွာကသူတို့ကိုအံ့ဩတကြီးနဲ့မိကွန်းတစ်ခုပြန်မိခဲ့တာပါ။အဲ့ဒါကတော့နင်တို့တွေအဲ့ဒီဒေဟိုတသေးလေးကိုပဲသုံးနေကြတော့လားဆိုတဲ့စကားပါပဲ။ဟုတ်ကဲ့ဒီနေ့အကြောင်းအရာလေးကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါရစေ။ ားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။